အားလုံးပဲမင်္ဂလာပါရှင်မြန်မာ Ghost Story YouTube Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာရေထွန်ရေးသားထားတဲ့ညဖြစ်ရမန်အခြေခံများစာအုပ်ထဲမှာအရင်ပြညဆိုတဲ့ပရလောကဖြစ်ရမန်ဇလံလေးကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကျမကတော့တင်ဆက်သူ A grade ဖြစ်ပါတယ်ရှင်ဇလံလေးကိုမစားခင်မှာအခုလိုမျိုး ရဲတစီပရာလောကနဲ့ပတ်သက်တဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ Agri တို့ရဲ့မြန်မာ Go Story YouTube Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစားလိုက်ရအောင်။မသိဘူးမသိဘူး။တမီးဘာမှမသိဘူး။တမီးကြောက်တယ်။တမီးကြောက်တယ်။ဘာဖြစ်လာတာလဲတမီး။ဘာဖြစ်လာတာလဲ။မသိဘူး။တမီးဘာမှမသိတော့ဘူး။ကရုံကရင်ဖြစ်နေတော့တမီးဖြစ်သူရိုစီယာမိခင်တော်ရွှေမမမမီးတို့အကြောင်းအရာဖြစ်ပြလာပြီးကိုသိရှိရန် 調査明見နေပါတော့တယ်။ထို့နောက်ရိုစီတယောက်မှာလှုပ်ရှားရုန်းကန်နေရမှရုတ်တရက်ရက်တန်သွားပြီးအိမ်အပေါက်ဝါတို့လက်ညှိုးထိုးပြလိုက်ပါတယ်။မမေတူတူနေနော်။ဟိုမှာတွေ့လား။ရိုစီလက်ညှိုးညွန်ပြရာနေရာတို့ဒေါ်ရွှေမမလှမ်းကြည့်လိုက်ရာအိမ်ရှိတွင်ရက်ထားသောကားတစီးအားဒေါ်ရွှေမမမြင်လိုက်ရသည်။ထို့နောက်အိမ်ရှိတွင်ရက်ထားသောကားရှိရာတို့ဒေါ်ရွှေမမတလန်းချင်းလှမ်းလာစဉ် ထို့အဖြစ်ပြက်များမတိုင်မီနှစ်နာရီအလိုလောက်ကရန်ကုန်မြို့ပြရဲ့မွန်းချက်မှုရီကြားထဲမှာရိုစီတယောက်ပြည်လမ်းမကြီးအထက် ကားမောင်းရင်အင်းတို့ပြန်လာခဲ့ပါတယ်။ကားမှန်ပေါ်မှာညာမီအလင်းများတွေလည်းဝေကနေဝေကနေတရိပ်ရိပ်လှူရှားနေပါတယ်။ရိုစီမျက်လုံးတွင်လင်းချေထားသောအိုင်းလိုင်နာများလည်းအယောင်များပြန့်လွင်လျက်ရှိပါတယ်။ရိုစီတယောက်စုပ်ကင်ထားတဲ့ကားစီယာတိုင်းကိုတစ်ချက်တစ်ချက်လက်သီးစုပ်ဖြင့်ထုရိုက်လိုက်ပါတယ်။ ြက်ပြဲပြီးပေကျန်နေသော မျက်ဝန်းရှိလိုင်းနာများကြားမှမျက်ရည်တွေဟာတစ်ချက်တစ်ချက်တိုး၍စီးကျနေပါတယ်။မျက်ရည်တွေကိုပြန်ဆဲလိုက်လိုင်းနာများကပိုပြက်ပြဲလိုက်ဖြင့်ရိုစီမျက်နှာတွင်ပေကျန်နေပါတော့တယ်။ထို့သောရိုစီတယောက်ကားမောင်းနေစဉ်နှပီးမှဖုန်းနံထွက်ပေါ်လာခဲ့ပါတော့တယ်။ဖုန်းကိုကားမောင်းနေစဉ်လှမ်းကြည့်လိုက်ရင်လက်တစ်ဖက်ဖြင့်လှမ်းကင်လိုက်ပြီးတော့ဖုန်းစပီကာအားဖွင့်လိုက်ပါတယ်။ဟယ်လိုအေးပြောတနာဟဲ့ရိုစီ ။နင်အစင်ရောပြည်ရဲ့လား။အိမ်ပြန်ရောက်တော့မှလား။ငါစိတ်ပူလို့တငယ်ချင်းရဲ့။ငါစိတ်ရင်းလို့ကားပတ်မောင်းနေတာတန်းနာ။ဝင်းမောင်ငါ့ကိုလှုပ်ရက်တယ်ဟာ။ငါတို့ချစ်သူတတ်တမ်းမဲ့ဆယ်နှစ်ရှိနေပြီ။ငါ့ကိုဖျက်ဆီးရလားဟာ။ပြီးတော့အားလုံးစုံနေတဲ့လူတွေရှိမှာ။ငါတော်တော်ခံပြင်းနေဟာ။ရှက်လဲရှက်တယ်။အေးလီဟာဒီကောင်လူလဲကောင်မှမိန်းကလေးတယောက်ကိုဒီလိုပြောဖို့တော့မသင့်ပါဘူးဟဲ့။မင်းကလေးတွေကိုဘလို့သဘောထားနေလဲမသိဘူးစိတ်ပြက်ဖို့ကောင်းလိုက်တာ တငယ်ချင်းစိတ်မြင့်နေတယ်တိလားဒီကောင်ခုရထားတယ်ဆိုတော့လဲကြာကြာမခံပါဘူးဟာနင်းဆောင်ကြည့်ပြက်မှာပဲဘာဘာပြောတယ် तू ကရီးစားတဲ့ရနေပြီဟလားနင်းနင်းဒါရီဘယ်လိုလုပ်တည်တာလဲတန်းနာငါ့ကိုနင်းဘာလို့ဒီเจ้าနေပြောမပြခဲ့တာလဲဟိုဟိုလေဟိုတန်းနာကျွန်းသွားတဲ့စကားများအပြန့်နှုတ်မရအခက်ကြုံနေပါတော့တယ်တန်းနာနင်းမမှန်ပြောဝင်းမော်ဖောက်ပြန်နေတယ်ဆိုတာနင်းအစိုးရကလေးကသိတယ်မလား ရိုစီအဲ့လိုအဲ့လိုမဟုတ်ပါဘူးဟာငါငါတန်းနိုင်စကားမဆုံးခင်ပါပဲရိုစီဖုန်းချလိုက်တော့တယ်ကျေလောင်ကတော့တောက်ခေါက်တန်းနဲ့တူအာလူလိန်တွေလူညာတွေကာအရှင်ဖြစ်မောင်းနေစဉ်ဝင်းမော်စီမှခေါ်ဆိုလာတော့ဖုန်းထမိလာပါတော့တယ်ထို့နောက်ရိုစီဖုန်းကိုကောက်ကင်လိုက်တယ်ပြောဘာကိစ္စလဲရိုစီမင်းကိုငါမချစ်နိုင်တော့ဘူးပြောတာနဲ့ပဲ လူတကာကိုမင်းပယ်ရန်နေတော့မလားငါအခုပဲတန်တာနဲ့ဖုန်းပြောပြီးပြီဝင်းမော်နင်းတခြားလားထောင်ငါနင့်ကိုတန်တာကိုယွန်နေရှင်းလားတန်တာကနင်းနှောင်းကြီးစားထားထားတာပြီးပြီနဲ့ငါ့ကိုယူလောက်ထားတာဒါနဲ့နင်းရောဘာလဲနင်းနဲ့တန်တာတွေကဘာပတ်သက်နေလို့ဒီလောက်တောင်အထီးမခံနိုင်ဖြစ်ပြီးနာနေရတာလဲရိုစီနင်းကိုငါမကြိုက်တာတည်းအဲ့အရာတွေပဲမင်းရဲ့အဲ့လိုပုံစံမျိုးငါမကြိုက်လို့မင်းကိုလန့်ခွဲလိုက်တာငါနဲ့တန်တာတငယ်ချင်းတွေဆိုတာလဲနင်းတိရတဲ့နဲ့ နင်းပတ်ရမ်းမနေနဲ့တော်စမ်းမဝင်းမော်ရတန်နာပြောတယ်နင်းအခုချစ်သူရထားတယ်တဲ့အဲ့ဒီစကားအရနင်းဖောက်ပြန်နေတာကိုတန်နာကဘာမသိတယ်လို့နေပေးနေတာရှင်းနေတာပဲဒီနေ့ကိစ္စဖြစ်မှသူလှုပ်ခနဲပြောထွက်လာတာတငယ်ချင်းစိတ်တက်မရှိတယ်မိမအေးနင်းအခုရထားတယ်နင်းဟာမှာငါထက်သားတယ်မလားစောင့်ကြည့်ရသေးတာပေါ့ဒါပဲရိုစီပြောချင်ရပြောရေးဖုန်းအားပစ်ချရင်တောက်တစ်ချက်ခေါက်လိုက်ပါတယ် ထို့စဉ်ဖုန်းမှထပ်မီလာပြီးတော့ဖုန်းနံပါတ်ကိုလှမ်းကြည့်လိုက်ရာတန်နာဖုန်းဖြစ်နေတာကြောင့်ရိုစီဖုန်းဝါပိတ်ရန်ဖုန်းကိုလှမ်းယူစဉ်ဝုံးဆိုပြီးကျေလောင်မတဲ့အတန်ကြီးတစ်ခုနဲ့အတူကားမှာလမ်းမကြီးထပ်တွင် ရုတ်တရက်ထိုးရက်သွားပါတော့တယ်ရိုစီဘဲရာကိုဝင်တိုက်လိုက်မိမှမသိပါကားရှိလမ်းမတို့ကြည့်တော့လဲဘာမှမမြင်ရထို့ကြောင့်ရက်သွားတဲ့ကားဆက်ပြန်နှိုးပါတယ်ထို့စဉ်ဖုန်းလံထပ်မံထွက်ပေါ်လာပါတယ်ဟာဒီဖုန်းကတမျိုး ရိုစီစိတ်တူစွာဖုန်းဝါလှမ်းကန်၍ကားလမ်းပြေသို့ခေတ္တထိုးရန်လိုက်ပါတယ်။ထို့နောက်အဆက်မပြတ်လာနေသောဖုန်းဝါကိုင်မဲအလုံးဖုန်းမှကြာသွားသောကြောင့်တဏ္ဍဖုန်းဝါရိုစီတယောက်ဒေါသတကြီးဖြင့်ပြန်ခေါ်ပါတော့တယ်။ဖုန်းကုန်နေစင်မှာပင်ရှီတောင်ဘေးဘက်များသို့ရိုစီဝေးဝါး၍ကြည်နေပါတယ်။လမ်းပေါ်မှာမိသည့်အရာမှမတွေ့ပါဘူး။ဒီဟာမှဖုန်းကိုခေါ်တော့ခေါ်ပြီးတော့ပြန်ခေါ်တော့လည်းမကိုင်းတော့ဘူး။အာယုံတော်တော်နောက်တယ်ဟာလေ။ ပြောပြောဆိုဆိုဖြင့်ရိုစီဖုန်းကဘေးသို့ပြန်ချပြီးကားဆက်နှူ၍လမ်းမကြီးအတိုင်းကားဆက်မောင်းလာပါတော့တယ်။ထိုးတော့မောင်းထွက်လာပြီးတော့အတော်ကြာတော့မီးပွိုင်တနေရာသို့ရောက်လာစဉ်မီးနီနေခြင်းကြောင့်ကားအရင်လျှော့ပြီးတော့ရက်လိုက်ပါတယ်။ထိုးတော့ကားရက်ထားစဉ်ရိုစီကောင်းထဲတွင် အတွေးပေါင်းများစွာဖြင့်ရှုပ်ထွေးပွေလီနေပါတယ်။ကားမောင်းရသည်မှလည်းလေးလံလာသလိုခံစားနေရပါတယ်။ထိုးစဉ်ဘုံဘုံဘုံဆိုတဲ့အတန်းနဲ့တူ နဘေးကားမန်အားလက်ဖြင့်ပုတ်တံရုတ်တရက်ထွက်ပေါ်လာတော့ကြောင်းရိုစီအတော်လေးလန့်သွားပါတယ်။ကားနဘေးတို့လှမ်းကြည့်လိုက်စဉ်မမမုန်းဖတ်ထုတ်လေးအားပေးပါအောင်။ကားဘေးတွင်မှန်ဖြစ်ကက်လျက်မုန်းဖတ်ထုတ်ရောင်းနေတဲ့ကောင်လေးအားတွေ့လိုက်ရပါတယ်။ဟာတော်စင်းတော်စင်းစိတ်ညစ်နေရတဲ့ကြားတယ်နင်းရတမျိုးတွားဘာမုန်းဖတ်ထုတ်မှမငွေဘူးတွားတွားโรซี่တယောက်ကျန်းတန်းစွာမုတ်ဖတ်ထုတ်တဲ့ကောင်းလေးရမောင်းထုတ်လိုက်ပါတယ်။โรซี่စိတ်လက်မကြည့်တော့ပါ တယောက်တည်းဒေါသလှိမ့်ထွက်နေပါတော့တယ်။ထို့နောက်မီးပွိုင်စင်းချင်းကားကိုအရှင်းဖြင့်မောင်းထွက်လာခဲ့ပါတော့တယ်။အတော်ကြာတော့အုံးဆိုတော့ကျေလောင်သောအတန်ဖြင့်ရိုစီရဲ့ကားရုတ်တရက်ထိုးရက်သွားပြန်မာတော့တယ်။ရိုစီတယောက်ထိတ်လန့်စွာဖြင့်ထပ်မံအော်ဟစ်မိပြန်မာတယ်။ဘာဖြစ်ပြန်တာလဲဟာ။ငါကားကဘာဝင်ဝင်တိုက်မိနေရပါလဲ။ရိုစီကားပေါ်မှာစင်လျက်ကားအရှိတို့ထွက်ကြည့်လေတော့ဒီ။ကားရှိတွင်အေဂျင်နေသောသူများအား တွေးလိုက်ရပါတော့တယ်အမလီဒါဒါဘယ်ဟာတွေးကြီးလဲငါငါဘာကိုတိုက်မိခဲ့တာလဲခွေးများလားဖះဖះရိုစီတယောက်ထိုးသွေးများအားကြောက်လန့်တကြားနဲ့ကြည်နေစမှာမမမမဟူသောအတန်အားရိုစီရုတ်တရက်ကြားလိုက်ရပြန်ပါတော့တယ်အမလီရိုစီအတန်လာရတော့ဝေ့ကြည့်လိုက်ပါတယ်ပတ်ဝန်းကျင်တွင်မိသူမှမတွေ့ထိုစဉ်မမ မမမုံဖတ်ထုတ်လေးအားပေးပါအောင်အမလီအတန်သာကြားရ၍မိသူမမရှိသောကြောင့်ရိုစီတယောက်ကားဆက်ကိုကရုံကရင်နဲ့နှိုးပြီးတော့အရှိန်ဖြင့်ဆက်၍မောင်းနှင်လာပါတော့လေဖေယားဖေယားဘာကြီးလဲအဲ့အတန်ကြီးကဘယ်ရလဲလမ်းမပေါ်မှာလဲလူတယောက်မှမရှိပါလားစိတ်ညစ်လိုက်တာဒီနေ့မှပဲအိမ်ကလည်းရောက်ကိုမရောက်နိုင်တော့ဘူးငါကရှာရှိပြီးရှောက်ပတ်မောင်းမိခဲ့တာထို့သောမောင်းမြင်လာစင်မှာ မီးပွင့်တစ်ခုဟာဖြတ်ကျော်ပြီးနောက်နောက်ထပ်အုံးဆိုတော့အတန်နဲ့အတူကားမှာထပ်မံရက်တန့်သွားပြန်ပါတော့တယ်ရိုစီတယောက် ကားသတိဖြင့်လမ်းမေးသို့ထိုးရက်လိုက်ပါတော့တယ်လမ်းမထက်တွင်လဲမိသူတဦးတယောက်မှမရှိ ကားမှာလည်းပြန်နှိုး၍မရဖြစ်နေပါတော့တယ်ထိုစဉ်ရိုစီနဘေးကားမှန်တကားအားလက်ဖြင့်ပုတ်သောအတန်ထွက်ပေါ်လာပါတယ်သို့တော်လဲအပြင်း၌မိသူမှမရှိပေရိုစီကြောက်လန့်နေစင်မှာပင် မှန်တကားပပက်လက်အားအသေးအတန်ပုတ်ခတ်ရိုက်နှံနေသောအတန်ကြီးကျေလောင်စွာထွက်ပေါ်လာပါတော့တယ်။အမလီအမလီဘာကြီးလဲ။ဘာတွေဖြစ်နေရလဲ။ရိုစီတယောက်အလွန်ကြောက်လန့်နေပါပြီ။တကားပပက်လက်အားလော်များပွင့်နေသလားဟု အသေးအတန်လိုက်ပတ်ကြည့်ပြီးနဘေးရှိဖုံးအားကောက်ကင်ပြီးဝင်းမော်စီတို့ဖုန်းခေါ်လိုက်လေတယ်။ဟယ်လိုဟယ်လိုဝင်းမော်ဝင်းမော်ရေရိုစီမင်းဘာတွေဖြစ်နေပြန်ပြီလဲ။ငါတော်တော်အာရုံနောက်နေပြီနော်။ ဲ့ကိစ္စရဲ့အသာထားစမ်းပါဟာငါ့ကိုငါ့ကိုလာခေါ်ပြီးပါငါကြောက်လို့တည်ရောမယ်ရိုစီနင်ဘာဖြစ်နေရလဲဖုန်းကလည်းကြားတစ်ချက်မကြားတစ်ချက်နဲ့နင်ဘာပြောနေရလဲဟာဝင်းမောငါ့ကိုလာခဲ့ပါလို့ဟယ်လိုဟယ်လိုရိုစီရိုစီဟယ်လိုဟယ်လိုဟာအရေးတဲ့ဖုန်းကလည်းရိုစီတယောက်ဖုန်းကနောက်တစ်ခေါက်ပြန်ခေါ်ရင်းနဲ့ကားရှိဝင်းကျင်အား ကားထဲမှာထိုင်ပြီးတော့ကြောက်ကြောက်လန့်လန့်ဖြင့်ကြည်နေမိပါတော့တယ်။လူချင်းချင်းခေါ်ဆိုသောဖုန်းမှာအာရိုစီတယောက်စိတ်ပူစွာဖြင့်ဖုန်းဝါဘေးခုံပေါ်သို့လန်းတင်လိုက်ပါတယ်။မမမုန်းဖတ်ထုတ်လေး။အာရိုစီတယောက်ငဲတန်ပအောင်អော်ပါတော့တယ်။ကားနှဘေးတွင်လာ၍မုန်းဖတ်ထုတ်ရောင်းနေသောကလေးမှာခေါင်းတစ်ချမ်းမရှိတော့သလောက်ပဲ့ထွက်နေပြီးမျက်နာတွင်လဲသွေးအလင်းလင်းဖြင့် ရိုစီအားရက်ပြီးတော့ကြည်နေတာကိုရိုစီတယောက်ထင်ထင်ရှားရှားမြင်လိုက်ရခြင်းကြောင့်ပဲဖြစ်ပါတော့တယ်။အမလီဟင်မလီဖေယားဖေယားကေချောက်အောင်ကေချောက်အောင်ကျမအရင်ဆုံးလို့ပါကေချောက်အောင်ကားမန်ကိုအလုံးပိတ်ပြီးတော့အော်နေသောရိုစီမျက်စိရှည်တွင်ထိုကလေးမှရုတ်တရက်ကားနောက်ဖက်သို့ပြေးထွက်သွားပါတော့တယ်။ရိုစီတယောက်ပြေးထွက်သွားသောကောင်လေးနောက်သို့ကားအတွင်းမှလိုက်ကြည့်နေလိုက်ရင်ရင်ဘက်မှာတဒိန်ဒိန်နဲ့တုံရင်နေပါပြီ။ ထို့နောက်ကားအဆက်မပြတ်ဆက်ပြဲနှိုးစဉ်ဖုန်းလံထွက်ပေါ်လာပါတော့တယ်။ရိုစီကမန်းကတန်းဖြင့်ဖုန်းဝါကောက်ကင်လိုက်ပါတော့တယ်။ဟယ်လိုဟယ်လိုဝင်းမော်လားဟယ်လိုဟယ်လိုတဖက်ဖုန်းမှာဘာစကားမှပြန်မပြောဘူး။အနေငယ်ကြတော့ဖုန်းလိုင်းမှာ ရုတ်တရက်ပြန်ကျသွားပါတော့တယ်။ဟာဖုန်းကျသွားပြန်ပြီ။ဒုက္ခပါပဲ။ထို့သောညီးတွားနေစမှာ ကားမီထိုးထားသော အရှိလမ်းမှာမှအရာတစ်ခုလိမ့်လာသည်ကိုရိုစီတွေ့လိုက်ရပါတော့တယ်။ထိုအရာအားတေချာဆူးဆိုင်ကြည့်နေလေရာထိုအရာမှာရိုစီကအရှိသောဥတီ၍လှိမ့်၍လာနေသောမုန်းဖက်ထုပ်တောင်းကြီးပင်ဖြစ်ပါတယ်။တလိမ့်ပြီးတလိမ့်လိမ့်လာသည်ကိုရိုစီကြောင်၍စိုက်ကြည့်နေမိစဉ်ကားအရှိတက်တဲ့နိုင်ထိုမုန်းဖက်ထုပ်တောင်းမှာရက်တန်သွားပါတော့တယ်။ရိုစီကြောက်ကြောက်လန့်လန့်ဖြင့်ထိုတောင်းအားငြိမ်ပြီးတော့ ကြည့်နေမိပါတယ်။တောင်းမှာတစ်ချက်တစ်ချက်လှုပ်လှုပ်သွားပါတယ်။ရိုစီနှလုံးခုန်တမ်းများမှာဝုန်းနိုင်ကျဲလှုပ်ရှားနေပါပြီ။ထို့စဉ်ခုနကတောင်းလိမ့်လာတဲ့နေရာကနေပြီးတော့တရိပ်ရိပ်နဲ့တက်လာတဲ့အရာတစ်ခုဟာရိုစီထပ်မံမြင်တွေ့လိုက်ရပါတော့တယ်။ထိုအရာကကားလမ်းမကြီးအတိုင်းမောက်လျက်သားဒရွတ်တိုက်လာနေသော ခလီးတစ်ယောက်ပင်ဖြစ်ပါတယ်။ဟမ်ဟမ်ဘာကြီးလဲဘာကြီးလဲရိုစီအတွေးတွေလွန်နေစင်ပါပင် ထိုမှောက်လျက်သာလာနေသောကလေးမှာရိုစီအားဒေါသမျက်နှာထားဖြင့်လှမ်းကြည့်ရင်းနဲ့ကားရှိသို့အာကုန်ပြေးလာပါတော့တယ်။အမလီတော်တော်မလာနဲ့မလာနဲ့ထိုကလေးမှာခုနကကားပင်းမှန်အားလာခောက်သောကလေးပင်ဖြစ်ပါတယ်။ကလေးမှာကားမှန်ရှိရာသို့ခုန်တက်လာပြီးတော့မှန်အားအားရပါရထုရိုက်ပါတော့တယ်။ရိုစီတယောက်မျက်လုံးမူဆုံးမိလျက်ကားကောင်းအတွင်ငေးတန်းပအောင်ထွန့်ထွန့်လို့អော်ហិតနေပါတော့တယ်။ ထို့စဉ်အနောက်ဘက်မှကားဟွန်းတီးတံကြောင့်ရိုစီရုတ်တရက်အနောက်ဘက်သို့လှည့်ကြည့်လိုက်ရာ အနောက်တွင်ကားတစ်စီးမှရိုစီကဟွန်းတီးနေခြင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။လမ်းပေါ်တွင် နောက်ထပ်ကားတစ်စီးရာတွေ့ရ၍ရိုစီကြောက်ရွံ့နေရမှလွန်စွာဝမ်းသာသွားပါတယ်။ထို့နောက်ရိုစီတယောက်ကားပေါ်နှင့်အဖုံးပေါ်သို့ပြန်ကြည့်သည်ခုနကကားမအားထူရိုင်နေသောမုတ်ဖတ်ထုတ်တဲ့ကလေးအားမတွေ့ရတော့ပါထို့နောက် အဆက်မပြတ်တည်နေသောကားအားအခုအညီတောင်းရန်ကားခုံကပတ်အားချွတ်ပြီးပြင်းစင်းလာခြင်းလမ်းမထက်တွင်မိသည့်ကားမှမရှိတော့ပါရိုစီကားအနောက်မှဟွန်းအဆက်မပြတ်တည်နေသောကားကိုအားကိုးတကြီးရှာနေပေမဲ့မိသည့်ကားမှလမ်းပေါ်တွင်မရှိပဲတလန်းလုံးတွင်ရိုစီကားတစ်စီးသာရှိနေပါတယ်ရိုစီရုတ်တရက်ကြောင်သွားပါတယ်ထိုစဉ်နပြီးမှမမမမဆိုသောအတန်ဟာရိုစီနားထဲသို့ဆူဆူးနေနေဝင်ရောက်လာပါတော့တယ် ထိုအတန်ကြားရသည်နှင့်တပြိုင်နက်ရိုစီတယောက်အသိစိတ်ပြန်ကပ်၍ကားပေါ်သို့အမြန်ပြတ်တက်ပြီးနောက်ကားဆက်အားနှိုးပါတော့တယ်။ကားဆက်မှာနှိုးသွားသောကြောင့်ကြောက်လန့်တကြဖြင့်အင်းတို့အရှိန်ပြင်းပြင်းဖြင့်လျင်မြန်စွာမောင်းနှင်လာခဲ့ပါတော့တယ်။ပါဇက်တွင်လည်းဖျားစာပေါင်းစုံရွတ်ဆူလျက်ကားအရှိန်ပြင်းမောင်းနှင်နေပါတယ်။ထို့နောက်နဘေးရှိဖုန်းဝါကောက်ကင်လျက်တန်နာစီတို့ဖုန်းဆက်ပါတယ်။ဟယ်လိုဟယ်လိုတနာတနာလား ဟဲ့ရိုစီနေပါဖြစ်တာလေငါအရင်ကြောက်လို့သေးရောမယ်ဟာကဲပါအောင်ငါ့ကိုကဲပါအောင်ဟဲ့နင်အခုချိန်ထိအိမ်ပြန်မရောက်သေးဘူးလားရိုစီရဲ့စိတ်လိုက်မှန်းပါတယ်မလုပ်ပါနဲ့အိမ်ကိုအရင်ပြန်ပါဟာခုနကကိစ္စကိုဟာတန်းနာငါကအဲ့ကိစ္စလေးစိတ်ဝင်စားနိုင်မှုငါကားနောက်ကိုခလီတယောက်လိုက်နေတယ်ဟဲ့ဘလို့ခလီတယောက်ကနင်ကားနောက်ကိုဘလို့လိုက်လာတာရောငါ့ကိုနားလည်အောင်ပြောစမ်းပါဟဲ့ ဟာရိုးရိုးကလေးမဟုတ်ဘူးမုန်းဖက်ထုတ်ရောင်းတဲ့ကလေးဟာရိုးစီရဲ့မုန်းဖက်ထုတ်ရောင်းတဲ့ကလေးလိုက်လာတာမြန်ကြောက်ရတယ်လို့နင်မဝဲကြီးမဝင်နဲ့လीသူ့ကိုအာယုံထားမနေနဲ့လीငါဥရီတာနေပြီနော်ဟဲ့တန်းနာနင်ဘာရင်းရှင်ရလဲငါပြောတာလဲနားထောင်အဲ့ဒီကလေးကလူမဟုတ်ဘူးဟဲ့တရေတရေဟဲ့ငါကြောက်တယ်ငါကြောက်တယ်ဟမ်ရိုးစီနင်နင်အတီးပြောနေရလား तू อ่ะဘလူကြီးဖြစ်နေလို့လဲနင်းအမြင်များမှားနေသလားအခုရော तू อ่ะနင်းတော်ကိုလိုက်နေတော့လားအခုတော့မတွေ့တော့ဘူးငါကားအမြန်မောင်းနေတာဘယ်ရောင်မန်းတော့မသိတော့ဘူးဟာယူးကျင်နေပြီအဲ့ဒီကလေးကခေါင်းနဲ့မျက်နှာကြီးတစ်ချံလုံးပဲ့ပြီးတွေးထွက်နေတာငါ့ကိုမမမမနဲ့တလန်းလုံးလိုက်ခေါ်နေတာဟာအမလီဖေဖေဟဲ့ဟဲ့နင်းဟာရလဲကြောက်စရာကြီးနင်းစိတ်ကိုခဏစူးစီးပြီ အိမ်ကိုအများဆုံးရောက်မယ်လမ်းကိုတွေးပြီးရင်အိမ်ကိုအမြန်ပြန်တော့နေဟာကြီးက9000ကျတဲ့နေထားတယ်ကြောက်လိုက်တာဟဲအေးအေးငါအမြန်မောင်းနေတယ်ငါတခုခုဆိုနေကိုဖုန်းပြန်ဆက်မယ်နေနေမအိတ်သိဘူးလားအေးရွာဆက်ဆက်တတိလဲထောင်းအေးအေးဒါပဲဟာဒါပဲဒါပဲရိုစီဖုန်းကိုချပြီးတော့အိမ်တို့တချိန်ထိုးမောင်းနေလာပါတော့တယ်အချိန်အတန်ကြာတော့အိမ်ရှိရာလမ်းတွေတဲ့တို့တအီအီဖြင့်ကားမောင်းရင်းဝင်လာပါတော့တယ် ။ရှင်ဘက်တစ်ခုလုံးမှာလည်းကြောက်စိတ်တွေကြောင့်အလောင်ဆူနေပါပြီ။လမ်းမှာလည်းတီအီအဖြစ်အရင်ကထပ်ပင်ပိုကြနေတဲ့အောင်ရိုစီစိတ်ထဲတွင်ခံစားနေရပါတော့တယ်။လမ်းထဲတွင်လည်းမိသူမှမရှိသည့်အပြင် လမ်းမင်းများပြတ်နေ၍ကားမီးအလင်းရောင်ထိသာရှေ့မြင်ခွင့်အားမြင်နေရပါတယ်။နေ့စဉ်မောင်းနေသောကားမှာလည်းအတန်မျိုးစုံထွက်နေပြီးတော့မောင်းရီမကောင်းသောခံစားချက်ကြီးကိုရိုစီခံစားနေရပါတယ်။အရင်ကလမ်းမီးတွေကလည်းပြက်နေသေးတယ်ဟာ။စိတ်ရှုပ်လိုက်တာ ကားမောင်းရင်နဲ့ရိုစီကားနောက်ခုံအားနောက်ကြည့်မှန်မှရုတ်တရက်လှမ်းကြည့်လိုက်စဉ်အမလီဖေယားဖေယားဒုက္ခပဲဒုက္ခပဲရိုစီအသက်ပင်ဝဝမရှူရဲကားစီယာတိုင်းဟာကြစ်ကြစ်ပါအောင်ခြင်ပြီးတော့အတန်တိတ်တိတ်အံငိုချိတ်ပြီးတော့မောင်းလာပါတော့တယ်ကားနောက်ခုံတွင်ကောင်းတချမ်းပိတ်နေသောခလီတယောက်ထိုင်းရသားပါလာသည်ကိုနောက်ကြည့်မှန်မှမြင်လိုက်ရခြင်းဖြစ်ပါတယ်။ဒါအမှန်မဟုတ်ဘူး။ဒါအမှန်မဟုတ်ဘူး။ ဖေဖေရိုစီစိတ်ကိုတင်းထားခြင်းကားနောက်ခံမှ မမကွဲအဲ့အဲ့အတန်ဟာရိုစီနားထဲသို့ခက်ကြမ်းကြမ်းဝင်လာခဲ့ပါတော့တယ်ရိုစီအန်ကျိတ်၍အားတင်းထားပါတယ်လက်ဖွားမှချွေးစည်းများပင်ထွက်နေပါပြီနှစ်ထင်းတစ်လျှောက်တွင်လည်းချွေးစည်းများကျနေပါတော့တယ်စိတ်ထဲတွင်လည်းမဟုတ်ဘူးမဟုတ်ဘူးဒါတကယ်မဟုတ်ဘူးမမမမ မမဆိုတော့အတန်အနေထားမှာပုံမူပြက်ရင်းလာပြီး လွန်စွာကြောက်စရာကောင်းနေပါတော့တယ်။နောက်ဆုံး Rosie ဘလုံးမတီးမခံနိုင်တော့ပဲနဲ့အာကုံထအော်ပါတော့တယ်။သွားသွားသွားကြထွက်သွားကြ Rosie ကအင်းရှိတို့အသေးတံမောင်းလျက်အော်ဟစ်ပြီးတော့အင်းရှိအယောက်မှာကားအားရက်လိုက်ပါတော့တယ်။ထို့နောက်ကားထဲမှာအမြန်ပြေးဆင်းပြီးတော့မမေမမေကေပောင်းကေပောင်းရိုစီကားတကားပင်မပိတ်နိုင်မဲအိမ်ထဲသို့ပြေးဝင်လာခဲ့ပါတော့တယ်။ မိခင်ဖြစ်သူတော်ရှင်မမသည်တမိဖြစ်သူရဲ့အတန်းကြောင့်အခန်းအတွင်းမှာပြေးထွက်လာပါတော့တယ်။ပုံတရံပြက်ယွင်းနေသောတမိဖြစ်သူရိုစီအားဟဲ့ဘာဖြစ်လာတာလဲ?တမိတမိဟဲ့ဘာဖြစ်လာတာလဲ?အမေကိုပြောပါအောင်မသိဘူးမသိဘူးတမီးဘာမှမသိဘူးတမီးကြောက်တယ်တမီးကြောက်တယ်ဘာဖြစ်လာတာလဲတမီးဘာဖြစ်လာတာလဲမသိဘူးတမီးဘာမှမသိတော့ဘူးကရုံးကရင်ဖြစ်နေတော့တမီးဖြစ်သူစီယာမိခင်ဖြစ်သူတော်ရွှေမမမ မိတို့အကြောင်းအရာဖြစ်ပျက်လာခဲ့တယ်ကိုသိရှိရန်စူးစမ်းမေးမြန်းပါတော့တယ်။ထို့နောက်ရိုစီတယောက်လှုပ်ရှားရုန်းကန်ရင်းနဲ့ရုတ်တရက်ရက်တံသွားပြီးတော့အိမ်အပေါ့ဝါသို့လက်ညှိုးထိုးပြလိုက်ပါတယ်မိမေတူတူနေနော်ဟိုမှာတွေ့လားရိုစီလက်ညှိုးညွန်ပြရာနေရာသို့ဒေါ်ရွှေမမလမ်းကြည့်လိုက်ပါတယ်ထို့နောက်ဒေါ်ရွှေမမသည်အိမ်ရှိရင်းရက်ထားသောကားရှိရာသို့တလန်းချင်းလှမ်းလာ၍ကားအောက်ဖက်သို့ငုံကြည့်လိုက်လျာအိမ်ရှိရက်ထားသောကားအောက်တွင်အာ အမလေးကားအောက်တွင်ကလေးတယောက်ရုပ်ပြက်ဆင်ပြက်ညည်း၍ပါလာသည်ကိုဒေါ်ရွှင်မမမြင်တွေ့လိုက်ရပါတော့တယ်။ထို့နောက်တမီးဖြစ်သူရိုစီအနာတို့ပြေးလာပြီးတော့တမီးဖြစ်သူဟာအားရပါရဖက်၍အော်ဟစ်ငိုပါတော့တယ်။တမီးတမီးဒုက္ခတော့ရောက်ပြီ။ငါတမီးလေးတော့ဒုက္ခရောက်ပါပြီ။မအေးဖြစ်သူဖတ်ထားတဲ့ရိုစီမှာဦးကြောင်ကြောင်ဖြင့်ရီလိုက်ငိုလိုက်စိတ်မုံမမှန်ဖြစ်လာပါတော့တယ်။တမီး တတိထားလေတမိတမိလေထို့နောက်နှစ်လခန့်ကြာတော့စိတ်ကျမ်းမာရေးထိမ့်သိမ်းဆောင်တို့ဝင်းမော်နဲ့တန်နာတို့နှစ်ယောက်တငယ်ချင်းဖြစ်သူရိုစီစီတို့လာတွေ့ကြလေရာတငယ်ချင်းနှစ်ယောက်ကိုပင်ရိုစီမမှတ်မိတော့ပါကရင်ပေါ်တွင်ထိုင်ရက်ပြတင်းပေါအပြင်ဘက်သို့ငေးကြည့်ရင်းနဲ့တယောက်တည်းစကားများပြောဆိုနေပါတော့တယ်အချိန်တန်ကြာတော့ဟဲ့ဝင်းမော်ငါတို့ပြန်ကြရအောင်ဟာရောက်နေရလဲကြာပြီဆိုတော့အေးပါ လာသွားကြမယ်ဝင်းမုံနဲ့တန်နာတို့နှစ်ယောက်လှည့်ထွက်သွားတဲ့အချိန်မှာရိုစီတငယ်ချင်းနှစ်ယောက်အားကြည့်ပြီးတော့ပြုံးလျက်ကြံခဲ့ပါတော့တယ်ကားအတွင်းသို့တန်နာနဲ့ဝင်းမုံအသာရဝင်ထိုင်လိုက်ကြပါတယ်တန်နာอืมပြောလေဝင်းမုံငါတို့နှစ်ယောက်ချစ်သူဖြစ်နေတာရိုစီသိသွားရင်ငါတို့ကိုသူတော်တော်မုန်းနေမှာနော်ငါတို့အဲ့ဒါတွေမတွေးပါဘူးနင်သူ့ကိုမကြိုက်တော့လို့ငါတို့နှစ်ယောက်တွဲခဲ့ကြတာပဲ နင်းလဲလူလဲကောင်မှသူ့ကိုလမ်းခွဲစကားပြောခဲ့တာပဲလေငါလဲကြင်နေတယ်လေတခုပဲနင်းကိုတော့သိမ့်မရောတွေ့လားကိုကတော့လူလဲကောင်မှမင်းကလေးတယောက်ကိုလမ်းခွဲစကားပြောခဲ့ပြီးပြီလေဘာတွေထပ်ပြီးတက်တည်ပြရအောင်ပါလဲอืมဟုတ်ပါပြီဟုတ်ပါပြီဒီကလဲအဲ့ဒါကြောင့်မလို့ချစ်နေရတာတိလားဟိုလေရိုစီယူသွားတာလဲကောင်းပါတယ်လေနော်နုံမှုဆိုဒုနီယာလွတ်လွတ်လပ်လပ်ဘယ်မှသွားလို့မရချစ်လို့မရနဲ့ကဲကဲသွားရအောင်နော် ဒီနေရာကြီးမှာမနေချင်တော့ဘူးစိတ်ညစ်တယ်။ကဲပြောဒီညလိုက်အိတ်မှာလားအိတ်ရမှာလားမင်းတဘောလေအိတ်တာအိတ်ချင်ပါရဲ့ဒါပေမဲ့အဲ့ဒီတိုက်ခန်းမှာရိုဇီနဲ့ရှင်အတူနေခဲ့တာအဲ့ဒါကြောင့်တိတ်တော့မပြောဘူး။ဟာမင်းအတွေးတွေမလွန်ဆန်းပါနဲ့ကိုစီမာရိုဇီရှီမန်းတီတီနဲ့တငယ်ချင်းအချင်းချင်းတစ္ဆာဖောက်ပြီးငါတို့ချစ်ခဲ့ကြပြီလေအဲ့ဒါတွေမတွေးပါနဲ့တော့ဟုတ်ပြီလားအိမ်ရောက်တာနဲ့ရင်မိုးချိုးပြီးတခုခုစားတော့ကြတာပေါ့နော်ကဲသဘောသဘော တန်တာနဲ့ဝင်းမော်တို့နေရာထုံညတွင်ရေမိုးချုံညသာကြပြီးတော့အတူတူအချိန်ကုန်ခဲ့ပါတော့တယ်။မိုးဟာခပ်ပွဲပွဲရွာနေပါတယ်။ကရင်ပေါ်မှာဝင်းမော်နဲ့တန်တာတို့အိမ်မောကြနေကြပါတယ်။ပြတင်းတစ်ခါမှလေတိုးတန်ကြောင့်ဝင်းမော်နိုးလာခဲ့ပါတယ်။တဖြက်ဖြက်လွင့်နေတဲ့လိုက်ကအားဝင်းမော်ကိုင်း၍ပတင်းပေါက်အားအလုံးပိတ်လိုက်ပါတယ်။ထို့စဉ်ပတင်းပေါက်မှအောက်တို့အမှတ်တမဲ့လှမ်းကြည့်မိစဉ်မိမတယောက်အပေါ်ထက်သို့မော့ကြည့်နေသည်ကို ရုတ်တရက်တွေ့လိုက်ရပါတော့တယ်။ ဒါပေမဲ့ဝင်းမော်ထိုးအရာအခရုမဆိုင်ဖဲအဲ့ရဘောတို့ပြန်လာ၍လှဲချလိုက်ပါတော့တယ်။အတန်ကြာတော့အိရှိတကားခောက်တန်အားဝင်းမော်ကြားလိုက်ရပြန်ပါတယ်။ဟမ်ဒီချင်းကြီးငါတို့တကားကိုလာခောက်တာလားမသိဘူး။ဝင်းမော်ပြောပြောဆိုဆိုဖြင့်အဲ့ရဘောမှထပြီးတော့ပစိုးဝါတေးချစွာ ဝင်လိုက်ပါတယ်။အိရှိအရောက်တွင် တကားခောက်တန်အားနားဆွင့်လျာဝင်းမော်အခန်းအားလာခောက်နေခြင်းပင် ဖြစ်ပါတော့တယ်။ဝင်းမော်တကားနာတို့တဖြည်းဖြည်းတိုးလာရင်းနဲ့ တကားဖွင့်လိုက်ပါတယ်။တကားပြင်တွင်မိသူမှမရှိနေပါ။ထိုစဉ်အိတ်ခဲထဲမှတန်နဲ့အားဆိုသောအတန်ကြီးကဟိမ့်ပြီးတော့ထွက်ပေါ်လာပါတော့တယ်။ဝင်းမော်တယောက်အတန်ကြီးရအခန်းထဲသို့ပြန်ပြေးဝင်လာပါတော့တယ်။ဝင်းမော်ဝင်းမော်နင်ပြထွက်သွားတာလေ။ငါကြက်ဖို့သေးတော့မယ်။ဘာဖြစ်တာလဲ။တန်နာဘာဖြစ်တာလဲ။ခုနခုနကအဲ့အခန်းမှာရိုစီရက်နေတယ်ဟ။ငါကြက်ဖို့ယူမတက်ပဲ။အာ ။ငင်စိတ်တင်နေတာနေမှာပါတန်နာရ။စိတ်ကိုလျှော့ထားနော်။ရိုးစီစီသွားပြီးနင်အိမ်မက်တွေပါတွေမှတ်နေတာဖြစ်မှာပါ။မင်းဟောဘဲဟုတ်ထွက်သွားတာလဲဝင်းမော်။ငါငါလေးတကားခောက်လို့သွားကြည့်ရ။ဟမ်ဒီချင်းကြီးဘသူလဲ။မသိဘူး။ဘသူမှလည်းမရှိဘူးအပြင်မှာ။ဟဲ့ငါမသိငါဘူး။ခုနကငါရိုစီကိုတကယ်မြင်လိုက်ရတာငါတို့လေရိုစီမင်းကိုဖုန်းဆက်ကြည့်ကြမလားဒီချင်းကြီးကောင်းပါမလားတန်နာယာမရဘူးဟာ ငါဆက်ချင်တယ်။တာနာတရားကိုဖုန်းအားလှမ်းယူပြီးတော့ရိုးစီးရဲ့အမေဖြစ်သူဒေါ်ရွှေမမအားဖုန်းဆက်လိုက်ပါတော့တယ်။ဟယ်လိုဟယ်လိုအန်တီညာဘက်ကြီးဖုန်းခေါ်လာတာအားနာပါတယ်။ဟိုဟိုလေတမီအိမ်မက်တွေမကောင်းလို့ဖုန်းလမ်းဆက်ကြည့်တာ။ရိုးစီးအချိန်လေးလေးဘလုံးနေရင်အန်တီတမီတမီတို့တကယ်ချင်းက၈နာရီရပဲဆုံးသွားတယ်ကွယ်။ရှင်တနာတယောက် မျက်လုံးမျက်စံပြူဖြင့်ထပြီးတော့អော်ပါတော့တယ်ဘလူများဖြစ်တာလဲအန်ဒီရဲ့မသိပါဘူးသမီးရဲ့ရှာကြိုက်ထားပြီးတော့အန်ကျိတ်သေးတာတဲ့အန်ဒီသမီးလေးအဖြစ်ဆိုးတယ်ကွယ်ဖះဖះအေးကွယ်သမီးရဲ့အန်ဒီလှုပ်ဆရာလေးတွေလှုပ်လိုက်အောင်မယ်နော်အော်ဟုတ်ဟုတ်ဟုတ်အန်ဒီကရုံကရင်ဖြင့်တနာဖုံးချရင်နဲ့ဝင်းမော်ငါကြောက်တယ်ငါကြောက်တယ်ရိုစီရိုစီတေးပြီတဲ့ဘာခုနကသူရောက်လာတာလားမသိဘူး ငါကြောက်တယ်သူ့ဘာသာမုတ်ဖတ်ထုတ်တဲ့ကောင်လေးကိုတိုက်ပြီးပြီးယူတာကောင်းကောင်းမယူအခုငါတို့ကလာပြီး၆နှစ်နေတယ်တန်းလားနင်ခဏတော့အတန်ပိတ်နေပေးပါနင်တခြားနားထောင်ကြည့်အင်းရှိမှတယောက်ယောက်လမ်းလျှောက်နေတဲ့အတန်ကြားလားဝင်းမော်ငါကြောက်တယ်ငါပြန်မယ်ငါ့ကိုပြန်ပို့ပြီးတော့အဲ့ဒါကြောင့်ငါဒီခန်းထဲကိုမလာချင်တာကဲမထူဖြစ်ချင်ရဖြစ်လာဒီခန်းထဲကအမြင်သွားရအောင်ကားတော်လှမ်းပေးရောနဘီးခုံပေါ်မှာကားတော်အားဝင်းမော်ကိုလှမ်းပေး၍ နှစ်ယောက်သားအိမ်ရှိသူအခန်းထဲမှာလှမ်းကြည့်လိုက်သည်အပြင်းနဲ့မြည်သူမှမရှိပါထို့နောက်နှစ်ယောက်သားအိမ်ရှိမှတကားရှိရာသို့ပြေးလာကျမ်းပြင်များဆူရွှဲနေသည်ကိုတန်နာရောဝင်းမော်ပါခန်းစားလိုက်ရပါတယ်ကျမ်းပြင်ကရေတွေဘာလို့စုံနေရလဲဝင်းမော်မမင်းနဲ့တော့တန်နာအောက်အမြင်ရောက်ဖို့အရေးကြီးတယ်အခန်းတကားတော့အားဖွင့်ပြီးတော့နှစ်ယောက်သားညအိမ်ဝတ်ဆောင်ဖြင့်အောက်တွင်ရက်ထားသောကားစီတို့ပြေးလာခဲ့ကြပါတော့တယ်။အတန်ကြာကားမောင်းလာရင်လည်း ဂုံးကြော်တရားတစ်ခုအပေါ်သို့အရောက်တွင်ငါကြောက်လိုက်တာဝင်းမော်ရဲ့ငါလဲကြောက်တာပါပဲကဲပါနေအိမ်ကိုအမြန်ပြန်ရောက်ဖို့အရေးကြီးတယ်အေးမြန်မြန်မောင်းပါရဲ့ပြပြဆူဆူဖြင့်အမက်တမက်အနောက်ခုံသို့နှစ်ယောက်သားလှည့်ကြည့်လိုက်ရာအနောက်ခုံတွင်ထိုင်နေသောရိုစီအားနှစ်ယောက်သားမြင်လိုက်ရ၍ကြောက်လန့်တကြားလေးပါးကိုတအားနင်းမိပြီးဟန်ချက်ပြက်ခါခုံးကြော်တရားပေါ်မှအရှိန်ဖြင့်အောက်သို့ထိုးကျသွားပါတော့တယ် လွန်ခဲ့သောနှစ်များစွာမှ အလွန်ပျော်ရွှင်စရာကောင်းသောတငယ်ချင်း၃ယောက်ပုံရိပ်များမှာထုံညတွင်ကဘာမြေမှ လုံးဝပျောက်ကွယ်သွားလေတော့တယ်။ကေဇေကြီးအဖွဲ့များအချင်းအတန်ကြာရှင်းလင်းခဲ့ကြရပြီးကားပေါ်ရှိဝင်းမုံနယ်တန်းသာနှစ်ဦးစလုံး ပွဲချင်းပြီးတည်ဆုံခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့ဇလန်လေးကတော့ဒီလောက်ပါပဲ။ အခုဇလန်းလေးကိုနားဆင်နေကြတဲ့ပရိသတ်ကြီးတို့ထဲမှာလည်းအခုလိုမျိုးတရေတစီပရလောကနဲ့ပတ်သက်ပြီးကြုံပူးတာတွေရှိမင်းဆိုရင်အောက်ကကွန်မန့်မှာမှတ်သွားပေးဖို့ ਨੇ အီဂရစ်တိုရဲ့ဇလန်းလေးကိုကြိုက်နေတဲ့တည်းဆိုရင်လည်းအောက်ကကွန်မန့်မှာ yes လို့မှတ်သွားပေးကြပါဦးနော်ဇလန်းလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တရေတစီပရလောကဇလန်းအစ်စ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်